င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့ခွင့်လွတ်တဲ့ဒါဗီမဲ့မမေ့ဘူးဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားမှာပါ We should forget but not forget တဲ့တောင်အာဖရိကရဲ့နာမကျော်သူရဲကောင်းနယ်ဆင်မင်ဒဲလာရဲ့စကားပေါ်တော်တော်များများလေးကြားဘူးကြားလိမ့်မယ်လို့ထင်ပါတယ်တစ်ဖက်နဲ့တစ်ဖက်ရင်ကြားစီကြီးလှုပ်ဆောင်ကြတဲ့အခါအတိတ်ကနေရုံမထွက်နိုင်ရင်လည်းမဖြစ်ဘူး အညို့အာဃာတတွေတိတ်ကြီးနေရင်လည်းအဆင်မပြေဘူးခွင့်လို့ရမယ်သဘောထားကြည့်ရမယ်တစ်ဖက်မှာလည်းမင်းမပြစ်ဖို့လိုတယ်သမိုင်းသင်္ကန်းစာယူဖို့လိုတယ်ဒါမှတတ်မမှားအောင် လုပ်နိုင်မယ်ဒါကြောင့်မို့လဲဂျူးတွေပေါ်နာစီတွေပြိနှိပ်ရက်ဆက်ခဲ့တာလို့သမိုင်းမှာဖြစ်ပျက်ခဲ့သမျှဆိုးဆိုးရွားရွားကိစ္စတွေတိုင်းကိုမှတ်တမ်းမှတ်ရာတွေထားရှိပြီးနောင်လာနောက်သားတွေကို ပြန်ပြောကြတာပေါ့မိသာပြစ်လိုက်ရင်ဒီလိုကိစ္စတွေကြီးထက်ထက်ဖြစ်နေကြလိမ့်မယ်ဒီအတွက်အမတ်တညာရှိဖို့ဟာသိရေးကြီးပါတယ်နိုင်ငံရေးကိစ္စတွေထားလိုက်အောင်ဆိုဘဝမှာလည်းဒီလိုပဲနော် Aravis ကားမှာခွင်းလွတ်ခြင်းနဲ့လွတ်လပ်ခြင်းဟာစကလုံးအတူတူပဲတဲ့ဆိုလိုတာကခွင်းမလွတ်နိုင်သူအညိုအတီးအမှတ်အထားကြီးလွန်းတဲ့သူဟာအတိတ်ကနေ ယုံမထွက်နိုင်ပါဘူးဒီတော့မလွတ်မြောက်ဘူးမပျော်ရွှင်ရဘူးမအေးချမ်းရဘူးပေါ့သို့တော့ခွင့်လွတ်တာနဲ့အမှတ်မရှိတာနဲ့ကို꿰ဖို့လိုပါတယ်မဟုတ်ရင်ငဘောလုံးလုံးဖြစ်သွားတတ်ပါတယ်သူကနည်းနည်းလေးနှူးလိုက်ရင်ရပါတယ်ဆိုတာမျိုးမြောက်ပြင်ပေးလိုက်ရင်ပါလာမှာပါဆိုတာမျိုးပရိသတ်တွေကအလိုလုပ်ပြလိုက်ရင်ပြန်ခွင့်လွတ်ကြမှာပါဆိုတာမျိုးတွေပေါ့ အမတ်မရှိတော့လူတွေကမလေးစားကြတော့ဘူးဒီအခါမှာအရင်ကကိုယ့်အပေါ်လွတ်ခဲ့တဲ့အတိုင်းပြန်လွတ်ဖို့လေဝင်မလေးတော့ဘူးပြီးသွားရင်လေတောင်းပန်ဖို့ဝင်မလေးတယ်လို့ကိုယ်တိုင်ကလည်းဟိုကတောင်းမတောင်းမှန်ရသေးဘူးခွင့်လွတ်ဖို့ကအရင်ဖြစ်နေတတ်ပါတယ် relationship တွေမှာလည်းပဲဒီလိုဖြစ်တတ်ပါတယ်ကိုကငငယ်ကလေးကအချစ်မခံခဲ့ရဘူးဒီတော့မေတ္တာငတ်တယ်အချစ်ကိုလိုချင်နေခယူးဆိုင်တာကိုတောင်းတာတယ် အဲ့ဒီခါအမတ်မရှိသူဖြစ်လာတတ်တဲ့ခွင်းလွတ်တာထက်ကိုကြောနေတာပေါ့ညီမတွေဟာနှလုံးသားနုညံ့တတ်တယ်ခွင်းလွတ်တတ်တယ်ပြောကြတယ်ဒါတွေကကောင်းတဲ့ကိစ္စတွေပါ သို့တော့အမှတ်မရှိတဲ့အဆင့်ထိရောက်သွားရင်တော့ဒုက္ခအတော်ပေးနိုင်ပါတယ်ပြောရမယ်ဆိုရင် boundary ပါပဲခွင်းလွတ်သူကဒါမျိုးထက်မမှားဖို့ကိုတောင်းဆိုတယ်အမှတ်မရှိတဲ့သူကတော့ဒါမျိုးထက်လို့လဲ ထပ်ပြီးတော့ခွင့်လွတ်နေအောင်မဲ့သူ ဖြစ်ပါတယ်။ကျွန်တော်ဘဝမှာတော့ကြီးကြီးမားမားဒုက္ခပေးဖို့သူရဲ့လို့မရှိပါဘူး။မိသားစု အနေနဲ့ဆိုရင်တော့ရှိပါတယ်။ကျွန်တော်တို့ငငယ်ကပေါ့အခုအသက်တွေ ကြီးလာတယ်။အဲ့ဒီလူတွေနဲ့စုံတဲ့အခါမှာကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံနေလိုအပ်ရင်တော့အကူအညီပေးပါသေးတယ်။ဒါပေမဲ့သူတို့ကျွန်တော်တို့မိသားစုပေါ်လုတ်ခဲ့တာတွေကိုတော့ဘယ်တော့မှမမေ့ပါဘူး။ငွေကြေးပြဿနာတွေဖြစ်ခဲ့တာမို့ သူတို့ကိုတခြားကိစ္စသာကူညီပေးရင်ပေးမယ်။ငွေချေးတာမျိုးတော့ထပ်မလုပ်ဘူး။မိဘတွေတုန်းကအမားကိုကျွန်ုပ်အလှဲ့မှာထွန့်ပြစ်စေရဘူး။ပြောရရင်သူတို့ကမှမဟုတ်ပါဘူး။ဘသူတူတယောက်ကမှဘလောက်ပဲခင်ခင်မင်မင်ရှိနေပါစေ။ဘလောက်ပဲယုံကြည်ရပါတယ်ဆိုတဲ့သူဖြစ်ပါစေ။ငွေမချေးပါဘူး။လင်းသွားတဲ့သူတိုင်းဟာတစ်ချိန်ကတော့ယုံကြည်ရတဲ့သူတွေဖြစ်ခဲ့ကြတာပဲမဟုတ်လားခွင့်လွှတ်ပေးလိုက်တဲ့ တွက်ကျွန်တော်မှလည်းပူလောင်မနေရဘူးမမေ့တဲ့အတွက်လည်းကျွန်တော်မှမိဘတွေတုန်းကဖြစ်ခဲ့သလိုတွေဖြစ်တော့ဘူးပေါ့ဒါကျွန်တော်ရဲ့ကိုကြီးကိုယ်တော်တွေ့ကြုံတဲကတခုကိုပြောပြလိုက်တာပါမမေ့ဘူးကိုယ့်ဘော်ကျေးဇူးပြုဖို့သူတွေကိုဒုက္ခရောက်နေချိန်မှာ ကိုကြီးခဲ့ဖို့တဲ့သူတွေကိုမမေ့ပါဘူးငါမင်းကိုဘယ်တော့ကဘလို့ကိုကြီးခဲ့ရတာလေးလို့သူတို့ဘက်ကထုတ်ပြောထုတ် ထုတ်ဖော်ပြောရတဲ့အဆင့်ထိရောက်မလာအောင်ကိုယ့်ဘက်ကနေစပြီးအတိမတ်ပြုတ်တက်အောင်ကြိုးစားပါတယ်အဲ့ဒီလိုရဲ့ကိုယ့်ဘောဒုက္ခပေးဘူးသူတွေကိုခက်ခဲနေချိန်မှာ ကိုကြီးမစားခဲ့တဲ့သူတွေကိုလည်းမမေ့ပါဘူးလက်စားလဲပြန်မချေသလိုသူတို့ဒုက္ခရောက်မဲ့အချိန်ထိုင်ဆောင်ပြီးဝမ်းသာနေမဲ့သူလည်းမဟုတ်ပါဘူးဒါပေမဲ့သူတို့နဲ့ကိုယ်နဲ့ကြအကန့်အသတ်တစ်ခုတော့ရှိသွားပါတယ် ေးဝယ်နေပါပြီတဆိုင်အတေဝယ်ရတဲ့အရင်တုန်းကလို့တော့ဘယ်တော့ခါမှပြန်မဖြစ်နိုင်တော့ဘူးတမိုင်းဆိုတာမအအောင်တင်တာလို့ဒေါက်တာတန်ထွန်းလည်းပြောဘူးတဲ့မို့လားကပတမိုင်းမြမတမိုင်းစတဲ့အတိတ်ကဖြစ်ခဲ့သမျှတွေကို လေ့လာရမယ်သင်ငန်းစာယူရမယ်ဒီလိုပါပဲဘဝမှာလည်းကိုယ်ပိုင်တမိုင်းစာမျက်နှာတွေရှိပါတယ်လူမှန်တိရစအရွယ်ကနေစလို့အခုချိန်ထိပေါ့ တခြားသမိုင်းတွေကိုတော့တကူတကလေ့လာနေရပြီမယ်ကိုပါဝင်ထားတဲ့ကိုယ့်ရဲ့သမိုင်းကတော့ကိုယ်အတိဆုံးပါပဲအဓိကကအမှတ်ရှိဖို့လေတော့လိုပါတယ်ခွန့်လွတ်တာနဲ့မြင့်ပြတာနဲ့ကို꿰ဖို့လိုပါတယ်တကယ်တော့ခွန့်လွတ်ခြင်းဟာကိုယ့်ကိုယ်ကိုလွတ်မြောက်ခွင့်ပေးတဲ့ကိုယ့်ကိုယ်ကိုချစ်ရရောက်တဲ့ကိစ္စဆိုရင်အမှတ်တညာရှိခြင်းကတော့မိမိကိုယ်ကိုမိမိလေးစားမှုထားတာဖြစ်ပါတယ် ဟုတ်ကဲ့ဒါကတော့ဆရာဖြူတီဟာရဲ့ခွင့်လွတ်တဲ့ဒါပေမဲ့မမေ့ဘူးဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိစရဲ့ခံစားသိမြင်တော်မှုကိုလည်းကွန်မမမှတ်ချက်ရေးသွားနိုင်ပါလိမ့်နောက်နေ့မြန်မာလေးကောင်းမွန်တဲ့စာစကားစုတွေရှာဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုကြံ့နေတတ်တဲ့ဆိုရင်လည်းနဲ့ share လုပ်ပေးနိုင်ပါလိမ့်အဆုံးထိနောက်ထောင်ပေးတဲ့မိစရဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ